ခဲအားလုံးပဲမင်္ဂလာပါเนาะဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့ဆုတောင်းစကားလေးကိုကျွန်တော်ကမဟာဗမာဂျင်းကြော်လင်မှเนาะနည်းနည်းလေးပြောကြင်ပါတယ်အဲ့တော့ထွန်းမြတ်နိုင်ရေမင်းတို့ရခိုင်တွေကိုငါတို့ဗမာတွေကခေဆက်ဆက်အနိုင်ယူခဲ့တာเนาะဘိုးတော်ဦးဝိုင်းလက်ထက်ကမင်းတို့မှတ်မိကြရဲ့လား ဘိုးတော်ဥဝိုင်းလက်ထက်ကအကြောင်းလေးတွေမင်းတို့ပြန်စဉ်းစားကြည့်ပါဦးမင်းတို့ရခိုင်တွေကိုဘိုးတော်ဥဝိုင်းကလေဘင်းမှာဘာတွေဆွဲခိုင်းတာခဲ့တယ်လဲဟမ်ဘာတွေဆွဲခိုင်းတာတယ်လဲဒီဘက်ခေတ်ဆိုဆိုင်ဘက်ကြီးတွေလေဘင်းမှာဆွဲခိုင်းတာပေါ့နော်ဟိုဘက်ခေတ်ကတော့ကျွန်တော်လည်းမခေါ်တတ်တော့ဘူးလေဘင်းမှာအဲ့ဒီလိုဆိုင်ဘက်ကြီးတွေဆွဲပြီးတော့အဲ့ဒီဆိုင်ဘက်ကြီးတွေမှာနေမဝင်ကျွန်တော်မျိုးဆိုပြီးတော့ဆွဲခိုင်းတာတယ် မဆွဲတဲ့သူမှန်သမျှကအကျမ်းဖက်အကုန်လုံးကိုတက်စေဆိုပြီးဘိုးတော်ဥဝိုင်းကအမိတ်ပေးထားတာရကိုင်းနေအကုန်လုံးကိုဗမာဘရင်ဘိုးတော်ဥဝိုင်းကခြေဘွားအောင်မှာထားခဲ့တာနော်ထုံးမြတ်နိုင်မင်းရဲ့မွေးနေ့မှာငါကဆူတောင်းစကားလေးပြောပေးမယ်မင်းတို့ရကိုင်းနေဘယ်တော့မှငါတို့ဗမာအောက်ကမလွတ်ဘူးဟောပြီနော်ဘိုးတော်ဥဝိုင်းခက်ကလိုပဲမြမတက်မတော်ကိုမင်းတို့ဘယ်တော့မှမနိုင်ဘူး မာစစ်တပ်မြန်မာစစ်တပ်ကိုမင်းတို့ကြောခိုင်းနေတိုင်းကြောခိုင်းလို့မရဘူးမင်းတို့အကုန်လုံးငါတို့ဗမာတပ်မတော်ရဲ့အောက်မှာ ပြားပြားဝင်ပြီးတော့ဘိုးတော်ဦးဝိုင်းခစ်လူတော်မဟုတ်ဘောကွာဒီဘက်ခေတ်က globalization ခစ်ဖြစ်တဲ့ခါကျတော့အကုန်လုံးဟာနိုင်ငံသားတွေနေတဲ့တာရုံညီမြခံစားရမယ်အေးငါလူကောင်မျိုးတာနိုင်ငံခေါင်းဆောင်ကာကျုပ်တို့တမရတို့ဖြစ်လို့ရတော့မင်းတို့ရခိုင်တွေကိုငါတို့အမုံကြီးမုံငယ်သမျှ ငါတို့စစ်တီမိသားစုတွေနဲ့ကလေးတွေကတင်မောကြီးနဲ့ထွက်သွားတဲ့အချိန်အလံဖြူထောင်နေတဲ့အချိန်မှာမင်းတို့တွေကလေးဦးဝဲလေးရဆာမင်းတို့တွေဒီဘက်ကအလံဖြူထောင်နေရဲ့ဓာတ်နဲ့ကိုမင်းတို့တေချောင်းတေချောင်းကြံခဲ့ကြတာဂျန်နိုဆိုက်မင်းတို့ဗမာတိုင်းဗမာတပ်မတော်မိသားစုတွေကလေးအဆာမင်းတို့ဂျန်နိုဆိုက်တွင်းခဲ့တာတွေကိုမြင်ရောက်နားတယ်နော်ငါသာကာကြုတ်ငါသာတမရဖြစ်ရင် ငါဒီဒုတိယဘိုးတော်ဥဝိုင်းအနေနဲ့မင်းတို့တွေကိုလဲပေးမှာဒီဘက်ကတော့မှတ်ပုံတွေပေါ့ငါတော့မှတ်ပုံတွေပထားဘူးလဲပေးမှာအဲ့လိုစာရွက်ကြီးတွေကိုဆွဲပြီးတော့ဘိုးတော်ဥဝိုင်းလို့ဒုတိယဘိုးတော်ဥဝိုင်းလို့ပြီးတော့မင်းတို့အကုန်လုံးနေမဝင်ကျွန်တော်မျိုးဆိုပြီးတော့ပြန်တက်ပြီးတော့ကောင်းကောင်းခိုင်းမှာယထာဘောက်လမ်းဆောက်ဟောအကုန်လုံးမင်းတို့တွေကိုပဲမင်းတို့ကြိုဆင်းသွင်းပြီးတော့ကောင်းကောင်းခိုင်းမှာ ဲ့တော့မင်းတို့တွေမှတ်သွားပါငွေနေမှာအသေးစိုးနဲ့သေးပါစေထုံးမြန